ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ Binstead ထေသီညီလာခံကိုတက်ရောက်ဖို့မြန်မာစစ်ကောင်စီကောင်စားမင်းအွန်လိုင်းကိုဖိတ်ကြားခဲ့တဲ့ထိုင်းဝန်ကြီးချုပ်အနေနဲ့လွှတ်တော်မှာဖြည့်ရှင်းချက်ပေးဖို့တောင်းဆိုသွားမယ်လို့ထိုင်းလွှတ်တော်အမတ်ကနာဝီစုပိုင်းကပြောကြားလိုက်တဲ့သတင်းမှာ ထိုင်းနိုင်ငံကအရှင်အဖြစ်လက်ခံကျင်းပတဲ့ဘင်းစတက်ထေတိညီလာခံကိုတက်ရောက်ဖို့ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှနာဝါကဖိတ်ကြားခဲ့တာကြောင့်ဝန်ကြီးချုပ်အနေနဲ့အခုလိုဖိတ်ကြားမှုကိုလွှတ်တော်မှလာရောက်ဖြေရှင်းဖို့ထိုင်းလွှတ်တော်အမတ်ကနာဝီစုပန်းကတောင်းဆိုလိုက်တာပါနိုင်ငံတကာစည်းမျဉ်းမှာထိုင်းနိုင်ငံရဲ့တန်တမန်ဆိုင်ရာအခြေအနေကထိရှားလွယ်ပါတယ် မြန်မာအနာသိစကောင်းဆောင်မင်းအောင်လိုင်းကိုအရေးပါတဲ့ထိတ်တင်ကြီးလာကနေတက်ရောက်ဖို့ဘယ်နိုင်ငံကမှမဖိတ်ကြပါဘူးဒါနဲ့ပတ်သက်လို့ကျွန်တော်တို့တွေတေချာပေါဝေဖန်ထုတ်နေခင်ရပါလိမ့်မယ်လို့ထိုင်းလွတ်တော်အမတ်ကနာဝီစုပန်းကပြောပါတယ်စကောင်းစီကောင်းဆောင်မင်းအောင်လိုင်းဟာမြန်မာနိုင်ငံအတွင်းအစိုးရဆုံးငလျင်ပင်နဲ့ကြုံတွေ့နေရချိန်မှာဘင်းစတက်ထိတ်တင်ကြီးလာကန်ကိုတက်ရောက်ဖို့အတွက်ဒီကနေ့အေဗီလာ၃ရက်နေ့နေ့လယ်ပိုင်းမှာထိုင်းနိုင်ငံကိုရောက်ရှိနေပြီပဲဖြစ်ပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုထိုင်းအလုံသမားဝင်ကြီးဖိုင်ဘက်ရီရှာကက်ဘရန်ကန်ကလာရောက်ကြိုဆိုခဲ့လို့ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုခံယူလိုနေတဲ့စစ်ကောင်းဆောင်ဟာမြန်မာနိုင်ငံအတွင်းငလျင်ပေးကြောင်းပြည်သူတွေအများအပြားသိဆုံးခဲ့ရချိန်မှာအခုလိုအစည်းအဝေးတက်ရောက်ခဲ့မှုအပေါ်ဝေဖန်မှုတွေလည်းရှိနေခဲ့ပြီးထိုင်းလူမှုအတိုင်းအဝန်းကလည်းရှုံချမှုတွေရှိနေခဲ့ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။